ဟတ်နော်လီရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်နေကြာစင်းနဲ့ကျမ်းမာရေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေကြာစင်းလို့ပြောလိုက်ရင် နေကြာဝင်ရရတဲ့အစီတတလေးတွေကိုမြင်မိမှာပါ။နေကြာစင်းကိုစီကျိတ်ပြီးတော့နေကြာစင်းအဖြစ်စီးပွားဖြစ်စိုက်ပျိုးရောင်းချသူတွေလည်းရှိပါတယ်။ဒီလိုမျိုးနေကြာစင်းဟာလူတွေရဲ့ကျမ်းမာရေးကိုအထောက်အကူပြုနေသလားဆိုတာကိုတော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပေးကြပါဦးနော်။ နေကြစီမှာလူတွေရဲ့ကျန်းမာရေးကိုအကျိုးပြုတဲ့ချက်တွေအများကြီးပါဝင်နေတာကို တွေ့ရပါတယ်။နေကြစီမှာလူတွေကိုအကျိုးပြုတဲ့ပရိုတင်း၊အမိုင်နိုအက်ဆစ်ပါဝင်နေရလည်းဖြစ်ပါတယ်။အမိုင်နိုအက်ဆစ်ဟာခန္ဓာကိုယ်သွေးလက်ပတ်စီစဉ်မှုကိုကောင်းစေပါတယ်။ဒါကြောင့်သွေးပြည့်ယောဂရှိသူတွေအနေနဲ့နေကြစီကိုစားသုံးရင်သွေးလက်ပတ်စီစဉ်မှုကောင်းမွန်လာကြောင်းသွေးခဲခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။လူလာချက်အရအမိုင်နိုအက်ဆစ်ကစိတ်တိုလဲခြင်း၊စိတ်ကြယောဂဖြစ်ခြင်း၊စိတ်ဆက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုမဖြစ်အောင်ကာကွယ်ပေးပါတယ်။နေကြာစီမှာပါဝင်တဲ့ဇင်တက်ဟာဆိုရင် အမျိုးသားတွေမှာမျိုးအောင်မှုအတွက်အထောက်အကူပြုပါတယ်။လေးလာချက်အရဇင်တက်ကတော့ဘိုးအရေအတွက်နဲ့အရေသေးစွမ်းဆောင်ရည်ကိုမြင့်တက်စေပါတယ်။နေကြာစီ100ဂရမ်မှာဇင်တက်9မီလီဂရမ်ပါဝင်တာကြောင့်ဇင်တက်များတဲ့အစားအစာလို့ပြောလို့ရပါတယ်။နောက်ထပ်အနေနဲ့ကတော့နေကြာစီမှာအာဟာရဓာတ်တွေအပြင်အိပ်ပျော်စေမယ့်ဒရပ်ပေါင်းတွေလည်းပါဝင်နေပါတယ်။အဲ့ခါနီးနေကြာစီနေစားပြီးအရင်အိပ်ပျော်စေမှာအမှန်ပဲဖြစ်ပါတယ်။ နေကြစေအောင်အစာချေစနစ်ကိုကောင်းမွန်စေပါရယ်။အစာချေရမှလည်းအထောက်အကူပြုတဲ့အပြင်ဥလန်းချောင်းကိုလည်းစုပ်ယူမှုအားကောင်းစေပါရယ်။နေကြစေကကိုလက်စထရောကိုကျောင်းစေနိုင်တဲ့အစွမ်းရှိတာကြောင့်နှလုံးအဆီဖုန်ခြင်းနဲ့အသည်အဆီဖုန်ခြင်းကိုကာကွယ်ပေးနိုင်ပါရယ်။နောက်ထပ်အနေနဲ့ကတော့အာရုံကြောတွေကိုကောင်းမွန်စေပြီးတော့အာရုံကြောတွေကိုလည်းနှိုးကြွတန်ဆွမ်းစေပါရယ်။နောက်ထပ်ဘလို့ရအကျိုးပြုနေတဲ့လဲဆိုရင်တော့နေကြစေမှာအယိုးပွားယောဂအစစ်နာယောဂနဲ့အယိုးအစစ်တွေမတန်ဆွမ်းတာမျိုးတွေ အရိုးပြော့ယောဂါတွေကိုလည်းကောက်ွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါကြောင့်သင်အနေနဲ့နေကြာစိတ်ကိုကြိုင်းနေတတ်မယ်ဆိုရင်တော့ကျန်းမာရေးကိုအထောက်အကူပြုလာတာကြောင့်စားသုံးပေးသင့်ပါတယ်။ဒါပေမဲ့နေကြာစိတ်ကိုစားသုံးတဲ့အခါသတိထားရမယ့်အချက်ကတော့နေကြာစိတ်ကိုတနေ့ကိုလက်တစုပ်ထက်တော့ပို့ပြီးတော့မစားသုံးသင့်ပါဘူးနော်။ဒီနေ့မှာတော့နေကြာစိတ်နဲ့ပတ်သက်ပြီးတော့ကျမရဲ့အတွက်ဘလို့အကျိုးပြုနေလဲဆိုတာကိုစုံစုံလင်းလင်းလေးတင်ပြပေးလိုက်ပါရရှင်။အစောပြုကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ မြမတို့ရဲ့ Hot Knowledge Channel လေးကနေကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနေ့စဉ်ည9:00နာရီချိန်တိုင်းတင်ဆက်ပေးနေမှာမို့လို့ဆက်ဆက်ဆောင်မြောအားပေးကြပါအောင်ရှင်။နားဆင်အားပေးကြတဲ့ပရိသတ်တွေလည်းစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။